Hello everyone, I am teacher Ting Today, I will teach you grade 9 English unit 3. It has four lessons to learn. The first lesson is lesson 1. Do you have any holiday plans? <music> Learning outcomes. After this lesson, you will get to know ဒီလင်းနိုင်ငံစာလေးကိုသင်ပြီးပြီဆိုရင်တော့ you will get to know တာတို့သမီးတို့ဘာတွေသိသွားအောင်လဲဆိုရင်တဲ့ talk about a holiday and places to go and things to do talk about ပြောတတ်သွားရမယ် a holiday အားလိုက်ရတဲ့အကြောင်းနဲ့ and places to go သွားခဲ့တဲ့နေရာတွေ and things to do အဲ့နေရာတွေမှာ တို့တွေလုပ်မယ်အလုပ်တွေကိုပြောတတ်ရမယ်ပြီးသွားရင်တော့ use travel collocation travel collocation ဆိုတာခရီးသွားခြင်းနဲ့ပတ်သက်တဲ့စကားအတွဲလေးတွေကိုလည်းသုံးတတ်သွားရမယ်အဲ့တော့ lesson 3 Do you have any holiday plans? မြင်မ holiday အားလည်းရဲ့အတွက်အစီအစဉ်တွေဆွဲထားပြီးပြီလားတဲ့နော်။အဲဒီချက်တို့ဒီဘိုင်းမှာနှစ်ဘိုင်းသင်ရမယ်ပေါ့နော်။ Collocation with travels and holiday. Collocation ဆိုတာစကားလုံးအတွဲလေးတွေ travel and holiday ဆိုတော့ကျတို့ခရီးသွားတဲ့ travel နဲ့ပတ်သက်တဲ့စကားစုအတွဲလေးတွေ holiday အားလည်းရဲ့နဲ့ပတ်သက်တဲ့စကားအတွဲလေးတွေကိုဒီချက်တို့ဒီမှာသင်ရမယ်။ပြီးတော့ရ Talking about the holiday အားလည်းရဲ့အကြောင်းကိုလည်းပြောတတ်သွားရမယ်ပေါ့နော်။ အဲ့တော့ vocabulary အနေနဲ့အရင်ဆုံးစတင်ရမှာကတော့ collocation ဆိုရဲစကားအတွဲလေးတွေကြောင့်ပဲဖြစ်ပါတယ်เนาะအဲ့တော့ collocation စကားအတွဲလေးတွေဆိုတာဟာ is a group of two or more words စကားလုံးနှလုံးတမမဟုတ်ရင်နှလုံးထပ်ပို့တဲ့စကားအစုအဝေးလေးပါတဲ့ that အဲ့ဒီစကားအတွဲလေးတွေကို usually go together အတူတူတွဲပြီးတော့သုံးပါမယ်တဲ့ it is ၎င်းဟာ the combination of words စကားလုံးပေါင်းစပ်ထားခြင်းပဲဖြစ်ပါတယ် form ဖြစ်ပေါ်လာစေဖို့ one two or more words စကားလုံးနှလုံးဒါမှမဟုတ်နှလုံးထပ်ပေါ်တဲ့ words လေးတွေကို are often used together မကြာခဏတွဲလျက်အသုံးပြုခြင်းအပြင် ေါင်းဆက်ထားတဲ့စကားလုံးတွေတလုံးတွေဖြစ်ပေါ်လာအောင် လုပ်ထားတာပါ in a way that sounds correct မှန်ကန်တဲ့စကားအတန်ထွက်လေးတစ်ခုရလာအောင် စကားလုံးနှလုံးသမမုံနှလုံးထပ်ပေါ်တဲ့စကားလေးတွေကိုပေါင်းဆက်ပြီးတော့ဖွဲ့စည်းထားခြင်းပဲဖြစ်ပါတယ် example အားဖြင့်ဆိုရင်တော့ we make many သမမုံ we make friends we make mistake အဲ့တော့ we make money ကျွန်တော်ငွေရှာနိုင်တယ် we make friends အပေါင်းအသင်းတွေတငယ်ချင်းတွေရှာနိုင်တယ် and we make mistake အမှားတွေလည်းပြုလုပ်နိုင်တယ်ဒါဆိုတော့ကျွန်တော်ဒီ money တို့ friends တို့ mistake တို့ကို we ကျွန်တော်တို့ကပြုလုပ်တယ်လို့ရေးတဲ့အခါမှာ make make နဲ့တွဲသုံးရင်ဒါ correct sentence အကြောင်းလေးကမှန်တယ်အကယ်၍များ make make ရဲ့အဓိပ္ပာယ်ကလည်းပြုလုပ်သည်ပဲ အဲ့ဒါကိုမှ make နဲ့မသုံးမနဲ့ do နဲ့သုံးမယ် do ရဲ့အဓိပ္ပာယ်ကလည်းပြုလုပ်တည်ပဲလေအဲ့တော့ we do homework သို့မဟုတ် we do the dishes we do the laundry ဆိုရင်တော့ကျွန်တော်တို့ကဒီလိုမျိုးသုံးခွင့်မရှိပါဘူးလေအဲ့ဒါဆိုရင် incorrect မှားတယ်ကျွန်တော်တို့က make နဲ့ပဲတွဲပြီးတော့သုံးပေးရမယ် collocation ဆိုတာကအဲ့ဒါလေးတွေကိုပြောချင်တာစကားအတွဲလေးတွေကိုမှန်ကန်အောင်သုံးတတ်ဖို့ပါနော်အဲ့တော့ number 1လေးကိုသွားလိုက်အောင် study the collocation စကားစုအတွဲလေးတွေကိုလေ့လာပြီးတော့ with travels and holiday ဘာနဲ့ပတ်သက်တဲ့ collocation လဲဆိုရင် travel and holiday ခီးသွားတာရယ် holiday အားလိုက်ရတဲ့ပတ်သက်တဲ့ collocation လေးစကားလုံးလေးတွေကိုလေ့လာပါ given in the box အောက်က box လေးဒီမှာပေးထားသောစကားလုံးလေးကိုလေ့လာပါပြီးရင်တော့ at some more words စကားလုံးတချို့ကိုထပ်ထည့်ပေးပါ that can together with travel and holiday travel နဲ့ holiday နဲ့ပတ်သက်သော collocation စကားလုံးအသစ်ကလေးတွေရှိရရှိရင်ထပ်ထည့်ပေးပါ compare your answer with the front အဖြေကိုတော့တငင်းချင်းနဲ့အတူတူနိုင်ရှင်းပြီးတော့စစ်ဆေးကြည့်ပါ အဲ့တော့အရင်ဆုံးကျတော့ travel နဲ့ပတ်သက်တဲ့ location လေးတွေလေ့လာမယ်။ travel ဆိုရဲ verb ကိုနောက်ကနေ adverb စကားလုံးလေးတွေတွဲခြင်းအပြင် location လေးတွေဖန်တီးလို့ရပါတယ်။ example အပြင် travel widely travel freely travel light travel ဆိုတဲ့ verb ကို widely နဲ့တွဲမယ်တချို့တို့ခရီးတွေကြကြပြန့်ပြန့်သွားကြမယ် travel freely လောလောလတ်ခရီးသွားကြမယ် travel light ပေါပေါပါပါခရီးသွားမယ်ဆိုပြီးတော့စကားလုံး collocation အတွဲလေးတွေကိုဒီမှာ exam အနေနဲ့ပေးထားပါဗျာအဲ့တော့ travel ဆိုတဲ့ verb ကို adverb နဲ့တွဲပြီးတော့ collocation စကားလုံးလေးတွေဖြစ်လာတော့အဲ့ဒီ travel ကိုပဲတချို့က noun အနေနဲ့ထားမယ်ပြီးရင်နောက်ကနေ noun ကလုံးလေးတစ်လုံးထပ်တွဲခြင်းအဖြစ်လဲ co-location လေးတွေရပါတယ်အဲ့တော့ example လေးတွေအနေနဲ့ travel agency travel plan travel arrangement and travel cost a travel agency ခရီးသွားဝန်ဆောင်မှုကုမ္ပဏီပြီးရင် travel plan ခရီးသွားမဲ့စီစဉ် travel arrangement ခရီးသွားဖို့အတွက်စီစဉ်မှုဒီနော် travel cost ဖြီးသွားတဲ့ခါမှာတို့ရဲ့ကုန်ကြစေးအဲ့တော့ဒီမှာဆိုရင် travel နဲ့ agency နောက်နှလုံးထပ်ပြီးတော့ location သုံးထားတယ် travel plan travel arrangement နဲ့ travel cost ဒါနောင်းလေးတွေ travel ကိုနောင်းအနေနဲ့သုံးတယ်သူ့နောက်မှာလည်းနောင်းတစ်လုံးထပ်ကပ်ပြီးတော့ co-location အနေနဲ့သုံးပြထားတာပါအဲပြီးရင်တော့ဒီလို holiday holiday ကိုကြာတော့နောက်ကနေမဆက်ဘူးတဲ့အရှိကနေ verb တစ်လုံးထပ်ထည့်ခြင်းအပြင် co-location လေးတွေဖန်တီးထားပါတယ် example အပြင် go on holiday အားလည်းရဲ့ခကြီးလေးဇင်ရွက်ကြမယ် take a holiday အားလည်းရဲ့ယူကြမယ် book a holiday holiday အတွက် book booking တွေယူထားကြမယ်ကြိုတင်စင်လေးလောက်ထားမယ်တဲ့ပြီးသွားရင်တော့ holiday ရဲ့ရှိကနေ adjective တွဲခြင်းအပြင်လဲ co location လေးတွေဖန်တီးလို့ရပါတယ် example exciting holiday စိတ်ဝင်စားဖို့ကောင်းတယ်အားလည်းရဲ့ကလေးပါ wonderful holiday အရင်ကအားရခြင်းနဲ့ဖွဲ့ကောင်းတော့ holiday အားလည်းရဲ့ကလေးပါတဲ့ အစင်းနော်ကျတို့ travel နဲ့ advent နဲ့တွဲပြီး location လုံးလို့ရတယ် travel နဲ့နောင်းနဲ့တွဲမယ် vaf နဲ့ holiday တွဲမယ် agent နဲ့ holiday တွဲခြင်းအပြင် location လေးတွေကိုဖန်တီးလို့ရပါတယ်နော်အဲ number 2 complete the following sentence with the appropriate collocation in exercise 1စစောကကျတို့ exercise 1မှာ collocation လေးတွေသုံးပြထားတဲ့ example တွေရှိပါတယ်အဲ့ဒီ example လေးတွေကိုယူပြီးတော့ number 2မှာ complete the following sentence အောက်ပါစာကြောင်းလေးတွေကိုဖြည့်ပေးပါတယ်အဲ့တော့ကြည့်လိုက်အောင်နော် number 1 my anchor is a sailor တဲ့ကျွန်တော်ရဲ့ဦးလေးကတော့သမောသားတယောက်ပါ and ပြီးတော့ he has travel ဒါဆိုသူကသမောသားတယောက်ဖြစ်တာဖြစ်တဲ့အတွက် travel ရဲ့နောက်မှာတကယ်လို့ဒီ widely သူဒီခရီးတွေကိုကြဲကြဲပြင်းပြင်းနဲ့နဲ့ဆက်ခရီးส่งအောင်သူသွားဘူးတယ်ဒါကြောင့် travel widely ဆိုတဲ့ကို location လေးကိုတကယ်လို့ထည့်ပြရပါမယ်နော် error number 2 He never carries much luggage. He too ha never bedoma carries မတည်ဘူးပေါ့ဘယ်တော့မှမတည်ဘူး match luggage ခရီးဆောင်အေးကြီးကြီးမားမားကိုသူမတည်ဘူးဒါဆိုဘာဖြစ်လို့လဲ he likes to travel သူခရီးသွားရတာကိုကြိုက်တယ်ဘလို့ခရီးသွားရတာမျိုးကိုကြိုက်မှာလဲ travel like ပေါ့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 ခရီးသွားရတာကိုသူကြိုက်လို့ပေါ့ error number 3 we don't need to worry about our trip ဒီကျတော့သွားမဲ့ trip we don't need တဲ့ဒီကျတော့စိတ်ပူစရာမလိုပါဘူးတဲ့ about our trip ဒီကျရဲခရီးအတွက်စိတ်ပူစရာမလိုပါဘူးတဲ့ the travel blank has arranged everything for us everything အရာတိုင်းကို for has ကျွန်ုပ်တို့အတွက် arrange စီစဉ်ထားပေးမယ်တဲ့ travel ဘယ်သူကစီစဉ်ပေးထားမှာလဲဆိုရင် travel agency ကတို့ရဲ့ holiday အတွက်စီစဉ်ပေးတာဖြစ်တဲ့အတွက်ဘာမှစိတ်ပူစရာမလိုပါဘူးတဲ့ number 4 the newly arrived manager will be in change newly arrived manager ရောက်ရှိလာတဲ့ manager အစ်စ်ကတော့ well-being chain ပြောင်းလဲလိုက်ပါပြီ of all the travel plan in our company ကျွန်တော်တို့ company အတွက် travel နဲ့ပတ်သက်ပြီးဘာကိုပြောင်းလဲလိုက်မလဲဆိုရင် travel plan manager အစ်စ်ကနေပြီးတော့ခီးသွားစီစဉ် travel plan အစ်စ်တွေကိုပြောင်းလဲထားပါတယ် number 5 If you travel with this new airline, maybe လေကြောင်းလိုင်းအစ်စ်နဲ့ခီးသွားမယ်ဆိုရင်တော့ you can reduce မင်းလျှော့ချရမယ် your travel cost မင်းရဲ့ခီးသွားလိုက်တဲ့ စိတ်ရိပ်တွေကိုလျှော့ချရပါမယ်။ Number 6 Have you decided where to blank holiday this summer? Have you decided မင်းဆုံးဖြတ်ပြီးပြီလား? where do ဘယ်ကိုသွားမှာလဲ black holiday this summer ဒီနွေရာသီမှာ holiday ဘယ်ကိုသွားမယ်လို့အမင်းဆုံးဖြတ်ပြီးပြီလားဆိုတော့ပြန်ဖြေထားသေးရဲ့ဒီဘက်မှာ not yet any suggestion မသေးကြသေးပါဘူးတဲ့ကြံဉာဏ်လေးတွေပေးလို့ရပါတယ်တဲ့ငါဘယ်သွားရင်ကောင်းမလဲပေါ့နော်အဲ့တော့ဒီချက်ကတော့ဒီမှာ go on holiday မင်း holiday သွားဖို့အတွက်ဆုံးဖြတ်ချက်ဘယ်ကိုသွားမလဲဆိုတာကိုဆုံးဖြတ်ပြီးပြီလားလို့ဖြေပေးထားပါတယ်နော် number 7ကတော့ Energy Lake is a popular holiday plans for tourists. အဲ့တော့ tourist တွေနိုင်ငံသားခရီးသွားတွေအတွက်တော့ Energy Lake Energy Gan ဟာ popular ထင်ရှားကြော်ကြားတဲ့ holiday destination အားလည်းရဲ့စွန့်စားခရီးသွားလာဖို့အတွက်ပဲဖြစ်ပါတယ်။ Number 8 The hotel is always full. တို့ရဲ့ hotel ကအမြဲတမ်းပြည်နေတယ် during the holiday holiday ပဲရက်တွေမှာပြည်နေမှာလဲဆိုရင် season holiday ရာသီမှာ အလရရာဒီမှာအမြဲတမ်းအလရရသွားတဲ့အချိန်မှာသူတို့ရဲ့ဟိုတယ်ဟာအမြဲတမ်းပဲကြည်နေပါတယ်။ Okay. Number 3 A. Listen number 3 A ကတော့ကျွန်တော် listening လုပ်ရမှာအဲ့တော့ listening စာပိုင်လေးကိုနားထောင်ပြီးတဲ့အခါမှာအောက်က exercise လေးကိုဖြည့်ပေးရမှာပေါ့နော်။ Listen to Momin and Wayan talking about a holiday. Take the collocation in exercise 1 as you listen. Listen to နားထောင်ပါမိုးမြင့်တဲ့ဝေယံရဲ့ talking about the holiday အားလည်းရဲ့ခီးကြောင်ပြောထားတာလေးကိုနားထောင်ပါပြီးရင်တော့ take the collocation collocation လေးတွေကို tick လုပ်ပေးပါ in exercise 1 as you listen မင်းတို့ကြားရတဲ့ collocation လေးတွေကို exercise 1မှာ tick လုပ်ပေးပါတဲ့အဲ့တော့ဒီချက်ကတော့ဒီမှာ answer key လေးတွေထည့်ပေးထားပါတယ်။ listening လုပ်ပြီးတဲ့အခါမှာကျတို့ like ပြီးတော့ tick လုပ်ကြည့်လို့ရပါတယ်နော်။ နံပါတ်1ကတော့ Golden Holiday နံပါတ်2က Wonderful Holiday 3 Travel Arrangement 4 Travel Agency 5 Take a Holiday 6 Book a Holiday ပါ Listening လေးနားထောင်ပြီးတော့ Tick Like လုပ်ပေးလို့ရပါတယ်เนาะユニット3 Listening and Speaking. Track 3. Exercise 3A. Listen to Mo Mint and Wei Yan talking about a holiday. Hello, Wei Yan. Did you go on holiday with your family? I think you said so when we last met. That's right, Mo Mint. We got back only this afternoon. Oh. Where did you go? How's your holiday? Pu Tao. And it was really a wonderful holiday. Hutao? How did you go there? It's in the northernmost part of Kachin State. Isn't it? Who made all the travel arrangements? Yourselves or a travel agency? Neither, it was my uncle, you know Uncle Thora, don't you? He works as an immigration officer in Midjina. He arranged everything for us, air tickets to Putao and also a tour guide, a very nice native. Breathtaking scenery, snow-capped mountains, ice-cold weather, helpful local people, and delicious Kachin cuisine. You should go there if you are thinking about taking a holiday. I will. I'm going to call a travel agency and book a holiday to Putao. I'm sure you won't regret it. Trivigale. listening again and write true or false against each statement စစောကမုံမြင့်နဲ့ဝေယံရဲ့ listening ကို listen again နောက်ထပ်တစ်ခေါက်နားထောင်ပြီးတော့မှတချို့သည် true or false လုပ်ပေးရမှာပါဘယ်ဟာမှလဲဘယ်ဟာမှန်လဲပေါ့ number 1မှာလဲဝေယံ went on holiday on his own listening နဲ့မှတာသည်မပါပါဘူးမှားပါတယ်ဒါကြောင့်မို့တချို့ false ဖြစ်ပေးထားပါတယ် number 2 we and enjoy his holiday ဝေယံဟာသူ့ရဲ့ holiday အတွက်အရန်ကိုအားရကြည်နေပါတယ်ဒါကတော့မှန်ပါတယ် true ပါ မြစ်ကြီးနား is to the north of Butao မြစ်ကြီးနားမြို့ဟာ Butao မြို့ရဲ့မြောက်ဘက်မှာရှိပါတယ်အဲ့ဒါမှားပါတယ်နော် false ပါ A travel agency bought a ticket to Budao. Travel agency ကနေပြီးတော့လေယာဉ်လက်မှတ်တွေ Budao ကိုသွားဖို့ပေးထားပါတယ်။ဒါလည်းပဲမှားပါတယ်။ Wayan Anger is a travel agent. Wayan ရဲ့ Anger ဟာ travel agent ခီးသွား agent တစ်ယောက်ဖြစ်ပါတယ်။ဒါဒီလည်းပဲမှားပါတယ်နော်။အဲ့တော့ဒီ listening လေးကိုနားထောင်ပြီးရင် number 4ကလည်း ဲ့ဒီ listening ကိုနားထောင်ပြီးတော့မှ working ပဲအတွေ့လိုက်လေ roughly the dialogue between မိုးမြင့် and ဝေယံအပေါ်က listening နဲ့ကမိုးမြင့်နဲ့ဝေယံပြောခဲ့တဲ့စကားလေးတွေကိုသားတို့သမီးတို့ကနှစ်ယောက်တစ်တွဲနှစ်ယောက်တစ်တွဲလေးတွေပြန်ပြီးတော့ practice လေ့ကျင့်ပေးရမှာပဲဖြစ်ပါတယ်ဒါလေးပြီးသွားရင်တော့နောက်ဆုံးနံပါတ်5ကတော့ think about the holidays you took ဒါတို့သမီးတို့သွားခဲ့ဘူးတဲ့အားလက်ရခရီးအကြောင်းကို think စဉ်းစားထားပါ ပြီးရင်တော့ then in paris အတွေ့လိုက်အုပ်စုလိုက်ကလေး talk about your holiday မင်းတို့ရဲ့ holiday အကြောင်းကိုတယောက်နဲ့တယောက်ချင်းချင်းဆွေးနွေးကြပြောတာပါ use the prompt below ဆွေးနွေးတဲ့အခါမှာအောက်ကခေါင်းစဉ်လေးတွေကိုမူတည်ပြီးတော့ဆွေးနွေးပြရမှာဖြစ်ပါတယ် expense မင်းတို့ရဲ့ asset တွေ activities မင်းတို့အရင်မှာလှုပ်ရှားခဲ့တဲ့လှုပ်ရှားမှုတွေ your feelings မင်းတို့ရဲ့အားလည်ရအတွင်းမှာမင်းတို့ရဲ့ခံရရှိခဲ့တဲ့ခံစားမှုလေးတွေပြီးတော့ food စားလာခဲ့တဲ့စားတောက်တွေ ဖီဘာတွေ့ကြုံခဲ့ရတဲ့လူတွေ၊ scenery မြင်တွေ့ခဲ့ရတဲ့ရှုခင်းတွေ၊ transport သွားလာခဲ့ရတဲ့တို့ရဲ့သွားလာရေးလမ်းကြောင်းတွေပေါ့ကားနဲ့သွားလာပိုင်းအဲလာဘာလဲပေါ့နော်အဲ့ဒါလေးတွေပါ ပြီးတော့ place ရောက်ခဲ့တဲ့နေရာတွေနဲ့ time အချိန်အချိန်ကာလအပိုင်းခြားလေးပေါ့နော်ဘယ်နည်းရသွားခဲ့တယ်ဘာညာဒါလေးတွေကိုအတန်းထဲမှာတငယ်ချင်းနဲ့အတူတူဆွေးနွေးပေးရမှာပဲဖြစ်ပါတယ်နော် This is the lesson 1 Thank you for the watching see you on next lesson